ပြည်တွင်းကဏ္ဍအသီးသီးကကောက်ခံရရှိတဲ့အခွန်ငွေတစ်ခုတည်းတင်မဟုတ်ပဲပြည်ပရောက်နိုင်ငံသားတွေရဲ့လွယ်ကူစွာငွေလွှဲအပ်နိုင်ရေးကိုဆောင်ရွက်ပေးခြင်းဖြင့်လည်းနိုင်ငံတော်ရဲ့ဝင်ငွေအရင်းအမြစ်ကိုအများကြီးတိုးပွားစေနိုင်တယ်လို့ဒေါက်တာအောင်ထွန်းသက်ကအကြံပြုပြောဆိုခဲ့ပါတယ်ဒီသတင်းကိုတော့အောင်ကိုကိုလက်ပေးပို့ထားပါတယ်ရှင်2006ခုနှစ်မှာဆင်းရဲတဲ့နိုင်ငံတွေကချမ်းသာတဲ့နိုင်ငံတွေကိုတွားရအောင်လို့လုပ်ကင်ပြီးပြန်ပို့တဲ့ငွေဟာချင်းငွေလိုလက်ဖြန့်တောင်းစရာငွေမဟုတ်တာကြောင့်ငွေလွှဲပြောင်းပေးရေးကိုအဆင်ပြေအောင်ဆောင်ရွက်တဲ့အကြောင်းဒေါက်တာအောင်ထွန်းသက်ကအကြံပြုပြောဆိုခဲ့တာပါ။ la rea ma chi ke koye ဒီလိုပါလာလုပ်တဲ့အခါမှာဒိုလေးကခုနိုင်ငံကိုပြန်ပြီးနေအောင်လုပ်လို့ဒါစလားလို့ပါတယ်။ဒီနိုင်ငံကြီးပါဖိလစ်ပင်းကိုကြီးပါသူတို့နိုင်ငံမှာအပြင်လုပ်တဲ့လူတွေအားလုံးခုနိုင်ငံကိုဝင်ဖို့အဲဒါလည်းပြောင်းပို့သပြီးဘာသာရေးတရားလုပ်ပြီးရုပ်ရှင်မှာပုံပြရိုက်ရပုံပြရတော့အပြင်အများကြီးရှိပါ Mula pa na siya ko rin uwi. Lang mula pa so na. Teka mo, nangyay na suwa ni ni. Ay, ima lalong kaya ni uwi. Dahil po po, sitya, kaya siya, kaya pinya, ဆင်းရဲနံပါတ်မှုလျှော့ချရေးနဲ့ငွေကြေးတုံးဆက်ခြင်းထိရောက်မှုရှိစေရန်အတွက်ပြည်တွင်းအရင်းမြစ်စီမံခန့်ခွဲဆောင်ရွက်ခြင်းဆိုင်ရာကိစ္စရပ်တွေနဲ့စင်ကုန်မှုတွေကိုဖြည့်ဆင်းနိုင်ဖို့အတွက်ဆွေးနွေးပွဲတရက်ကိုကျင်းပပြုလုပ်ခဲ့တာပါဆွေးနွေးပွဲကိုနေပြည်တော်ဇဘူတီတီဟိုတယ်မှာဩဂုတ်လ6ရက်နေ့ကကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီးစီမံကိန်းနှင့်ဗန္ဓာရေးဝန်ကြီးဌာနကတာဝန်ရှိသူတွေလွှတ်တော်အသီးသီးကကိုယ်စားလှယ်တွေအရက်ဖက်လူမှုအဖွဲ့အစည်းတွေပညာရှင်တွေတက်ရောက်အကြံပြုဆွေးနွေးခဲ့ကြပါတယ်ကျမတို့အခွန်လို့ပြောလို့ရှိရင်အခွန်နှုံးသားပဲပြောခဲ့ကြတယ်ပေါ့နော်အခွန်နှုံးသားထက်ကိုအခွန်ကောက်ခံရရှိငွေပမာဏပုံရေးကြည့်ပါတယ် အဲ့လိုငွေပမာဏများဖို့လို့အတွက်ကိုကျွန်တော်တို့ကဒီဒီ tax base လို့ခေါ်ရဲပေါ့နော်ဒီအခွန်တန်းတွေရဲ့အခြေတိုးချဲ့မှုလို့လေเนาะဒါတွေကကျွန်တော်တို့အတွက်ဒါအစိုးရရဲ့လုပ်ရည်နေပေါ့နော်ပေါ်ထွက်လာတယ်เนาะ tax base ချဲ့ဖို့လို့လေအဲချဲ့တဲ့အခါကျလို့ရှင်လူများများပို့ပြီးတော့မှအခွန်ထမ်းလာမယ်ဆိုလို့ရှင်အခွန်နှုန်းကို short ချထားပေမဲ့လေအဲ့ဒါဖြစ်မလဲဆိုရင်အခွန်ကောက်ခံရရှိတဲ့ငွေပမာဏပုံများမယ်ပေါ့နော်ဒီအဲ့လိုမျိုးနဲ့ပဲကျွန်တော်တို့ ပြည်တွင်းမှာကျွန်တော်တို့တိုင်းပြည်မှာလည်းအခွန်ထမ်းတဲ့ delay တော့ဖြစ်ပေါ်လာအောင်ကျွန်တော်တို့ဥဆောင်သွားမှာဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့ GDP မှာအခွန်ကောက်ခံရရှိမှုကနေ800ခန့်နှုန်းသာရှိတဲ့အတွက်အခွန်စနစ်ပြုပြင်ပြောင်းလဲဖို့အတွက်စီးပွားရေးပညာရှင်တွေလွတ်တော်ကိုယ်စားလှယ်တွေကမကြာခဏအကြံပြုတိုက်တွန်းမှုတွေလည်းရှိပါတယ်။ဒီကျမတို့ရဲ့ဥပဒေအရဆိုရင်အမြတ်ရရှိတဲ့အမြတ်ကနေ20%ကျော်ကိုအခွန်ကောက်ပြည့်တဲ့စီးရပါတယ်။ဒီကျမတို့နားရပါချင်းတယ်။ဒါပေမဲ့ဒီကျမတို့ရဲ့ဥပဒေအရဆိုရင်အမြတ်ရရှိတဲ့အမြတ်ကနေ20%ကျော်ကိုအခွန်ကောက်ပြည့်တဲ့စီးရပါတယ်။ဒီကျမတို့နားရပါချင်းတယ်။ဒါပေမဲ့ဒီကျမတို့ရဲ့ဥပဒေအရဆိုရင်အမြတ်ရရှိတဲ့အမြတ်ကနေ20%ကျော်ကိုအခွန်ကောက်ပြည့်တဲ့စီးရပါတယ်။ဒီကျမတို့နားရပါချင်းတယ်။ဒါပေမဲ့ဒီကျမတို့ရဲ့ဥပဒေအရဆိုရင်အမြတ်ရရှိတဲ့အမြတ်ကနေ20%ကျော်ကိုအခွန်ကောက်ပြည့် practical မှာဒီလိုမဟုတ်တဲ့နဲ့ဒီ total winery အပေါ်မှာချုံပြီးတော့ကောက်နေတာမျိုးဟာဥပဒေနဲ့ငွေရည်ကိုမကန့်ညီမှုဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ခွန်တန်းတွေဘက်မှာအဲ့ဒီဘက်နဲ့စိတ်မသက်မသာဖြစ်ရပါတယ်မောင်လေးပြောရင်တော့အဲ့တော့ဒီအလေးကြီးကိုငြင်းတက်ပြင်လိုက်ခြင်းအခွန်တန်းဘက်ကလည်းခုနကအခွန်ရှောင်တဲ့ကိစ္စမျိုးလေး ခုနေတာပြောရကိစ္စလေးတော်ရိုးသွားတယ်အဲ့ဒီအချိန်မှာမြန်မာနိုင်ငံရဲ့ကဏ္ဍအသီးသီးကရရှိတဲ့အခွန်ငွေနှဲပါမှုကြောင့်ပြည်တွင်းအရင်အမြင့်မြင့်တက်လာရေးအတွက်အခွန်အခြေခံချက်တွင်ချင်းအခွန်ဆိုင်ရာစီမံခန့်ခွဲမှုပြုပြင်ပြောင်းလဲရေးနဲ့အခွန်လေးစားလိုက်နာမှုရှိစေရန်အတွက်အခွန်မူဝါဒတွေကိုဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်ကျွန်တော်အောင်ကိုဝလက်နေပြီးတော့ရင်သတင်းပေးပို့ထားတာပါ